မော်ဒန်ပကြီးဆရာခင်မောင်ရင်ရဲ့လက်ရကားပေါင်း80လောက်ကိုခင်းကျင်းပြသထားတဲ့ Larry 65မှာပကြီးကားတွေအပြင်ပကြီးနဲ့စာရေးဆရာတွေကရေးသားထားတဲ့ခင်မောင်ရင်ရဲ့အမှုပညာဘဝစာအုပ်လည်းပါဝင်ပါတယ်။ခင်မောင်ရင် အလွမ်းပြည့်အတွက်ပကြီးဆရာခင်မောင်ရင် မကွယ်လွန်ခင်က ရေးဆွဲထားတဲ့ကားပေါင်း80ဟာခင်မောင်ရင်ရဲ့အမှုပညာဘဝစာအုပ်ကို စီစဉ်တဲ့ဦးသိန်းဝင်းစုဆောင်းထားတဲ့ပကြီးကားတွေပါ။သူဟာ ကွယ်လွန်သူပကြီးဆရာခင်မောင်ရင်နဲ့အလွန်ရင်းနှီးတဲ့သူတယောက်ဖြစ်ပြီးခင်မောင်ရင်85နှစ်မွေးနေ့အမှတ်တရစာအုပ်တအုပ်စီစဉ်ဖို့သူပေးထားတဲ့ဂရီအတိုင်းလုပ်ခဲ့ပါတယ်အော်ဆရာနဲ့တော့ခင်တာပေါ့နော်ခင်တော့အရင်တည်းကလည်းသူ့ကိုပကြီးပြပွဲတွေလုပ်ပေးတယ်သူ့ရဲ့ one man show လည်းအသက်85နှစ်ပြည့်ပြီအခုလုပ်ပေးဘူးလေလုပ်ပေးပြီအဲ့တည်းကလည်းတတ်တတ်မှတ်မှတ်နဲ့စာအုပ်လေးတစ်ခုနဲ့ပေးချလုပ်ပေးမယ်လို့ကြေရွယ်ထားတာပေါ့ ရည်ရွယ်ထားတော့ဒါနဲ့အဲ့နောက်ပိုင်းမှာပဲသူဆုံးသွားဆုံးသွားတဲ့နောက်ပိုင်းမှာလည်းသူမရှိတော့ပေမဲ့သူ့ကိုလုပေးမယ်လို့ရည်ရွယ်ထားတယ်ပြောထားတဲ့ဟာကိုပြန်ပြီးအကောင့်ထဲပေါ်တာပေါ့သူကသူ့ဘဝမှတ်တမ်းစာအုပ်ကလေးရဲ့ဒီခုပြပွဲလေးရဲ့တွေးပြီးလှုပ်လိုက်တာပေါ့ပကြီးခင်မောင်ရင်ဟာပဲခူးတိုင်းအင်းတကော်ဇာတိဖြစ်ပြီး1960မှာပကြီးလောကရဲကိုခြေစုံပြစ်ဝင်ရောက်ခဲ့သူပါမြန်မာမော်ဒန်ပကြီးလောကရဲ့ ရှစ်ဆောင်လမ်းပြဖြစ်ခဲ့တဲ့မကြီးဆရာကြီးဟာ2014ခုနှစ်ဇွန်လ10ရက်နေ့လေချောင်းကင်ဆာနဲ့အသက်86နှစ်အရွယ်မှာပဲရန်ကုန်မြို့နေအိမ်မှာကွယ်လွန်ခဲ့ပါတယ်။ခမောင်ရင်ရဲ့အမှုပညာဘဝလို့နာမည်ပေးထားတဲ့စာအုပ်မှာတော့ခမောင်ရင်ရဲ့မိတ်ဆွေတွေဖြစ်တဲ့မောင်မိုးသူဇော်ဇော်အောင်ဝင်းဖေဖေညွန့်ဝေတို့အပြင်အခြားစာရေးဆရာနဲ့ပကြီးဆရာတွေကဝင်ရောက်ရေးသားထားပါတယ်။ အနာဂတ်ကိုလည်းမမျှော်အတိတ်ကိုလည်းမလွန်းပစ္စုပန်စိတ်နဲ့ပကြီးကားတွေရေးခဲ့သူလို့တင်စားပြောသူက စာရေးဆရာနိုင်စွမ်းပါဥက္ကမောင်ရာသူကသူ့ဘဝမှာ အရေးအထားဆုံးကဘာလို့ဆိုတော့စိတ်အခြေအနေလေးမျိုးပေါ်မှာမူတည်ပြီးမှသူကပကြီးရေးဆွဲတယ်ဆိုတော့တော့တွေ့ရ။ဟိုအနာကကိုမျောတာလည်းမဟုတ်ဘူးအတိတ်ကိုလွမ်းတာလည်းမဟုတ်ဘူး။ပြစ်စုပ်ပေါ်မှာဖြစ်နေတဲ့စိတ်ကလေးနဲ့သူကပကြီးလေးကိုရေးဆွဲသွားတယ်ဆိုတာပထမဆုံးအချက်ပါ။ဒုတိယအချက်ကသူဒီမာယာမပါဘူးဖြာယောင်းမှုမပါဘူးသူပကြီးကားတွေမှာသူပကြီးကားကိုဝဲခြင်းလားမျက်စာပြစ်ခေါ်တဲ့အနာပါတွေကိုလည်းသူက ့ဥတည်ပြီးတော့ရေးတာလည်းမဟုတ်ဘူးသူ့ရဲ့ပကြီးသားတွေမှာလွတ်လပ်မှုနဲ့ပေါ်ွားမှုနဲ့အတူသူကငြိမ့်သက်အေးချမ်းမှုနဲ့ယူသားပြုစင်မှုတွေအကုန်လုံးပါနေတာတော့တွေ့ရပါတယ်ဗျာ